ဒီတမိုင်းကိုပြောတဲ့အခါမှာတော့အာမနာရဘူးတော့တမိုင်းကိုပြောတဲ့အခါမှာဟိုလူမျက်နှာထောက်ဒီလူမျက်နှာထောက်ထောက်နေလို့ရှိရင်အနာဂတ်ကိုသစ္စာဖောက်ရရောက်တယ်ကျွန်တော်တို့ပြောတာကအာနိုင်ငံရေးအရဆိုရင်အဲရိုဟင်ဂျာလို့ပဲခေါ်ဖို့ဘင်္ဂလီလို့ပဲချစ်တကောင်းမြန်လို့ပဲခေါ်ဖို့ရခိုင်ဒေသကိုရောက်လာတဲ့ရခိုင် ပြည်သားတယောက်ဆိုရင်ရခိုင်ပြည်သားတယောက်ရဲ့နိုင်ငံသားအခွင့်အရေးရရမှာပဲအဲအဓိကအရေးကြီးတာကကျွန်တော်တို့လူအဖွဲ့အစည်းနှစ်ခုဒီညင်းချမ်းစွာတဟဇာတာရှိရှိနေထိုင်ဖို့ဆိုရင်ကျွန်တော်တို့ဖက်ကလည်းဥပဒေနဲ့အညီအဲဒီအတိမတ်ပြုမှုတွေကိုအာဒီတာဝန်ယူမှုတာဝန်ခံမှုနဲ့အဲလက်ခံဖို့အတွက်တစ်ဖက်ကလည်းဒီယူသားစွာနဲ့အဲဒီအဲတမိုင်းဆိုင်ရာ အာဒီဖန်ပြီးမှုတွေပြောဆိုမှုတွေကိုဒီ acknowledge လုပ်ဖို့တော့လိုအပ်တယ်အဲ့ဒါကတော့အဲ့လိုမျိုးမဟုတ်ပဲနဲ့အာအဲ့ခိုင်တွေကအဲဝေတာလီခင်မှာဘလို့ဖြစ်တယ်ဆိုတော့အာငါတို့ကမင်းတို့ထက်စောပြီးမှ ဝေတာလီခင်မတိုင်ခင်ကလေးကရောက်နေတာအာဒီလောက်ဟိုအိန္ဒိယသမုတ်တရားနဲ့ဒီ Bay of Bengal မှာလူဦးရေတန်400ကျော်နေပြီးမှမြစ်ကလေးတစ်ဖက်ဒီဖက်ကိုကူးလိုက်တာနဲ့ဘင်္ဂလီဆိုတာတယောက်မှမရှိတော့ဘူးငါတို့က ဟိုရှေ့ရာစုကနေရောက်လာတဲ့ RL လူမျိုးတွေဖြစ်ပါတယ်ဆိုတော့ဒီ logical လည်းမရှိဘူးသမိုင်းထောက်ထားလည်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့ရခိုင်တွေကဒီကိုပါကိုမကာကွယ်နိုင်ပဲနဲ့ဟိုနိုင်ငံရေးအရာလည်းပြိုလဲနေတဲ့အချိန်မှာအာကျွန်တော်တို့ကိုဟိုဘယ်လိုပြောမလဲနှစ်ပေါင်းထောင်ချီပြီးမှနိုင်ငံနေနဲ့နေလာတဲ့လူမျိုးတွေကိုဟိုဘယ်လိုပြောမလဲ identity အရာရောနေမီအရာရောစိန်ခေါ်ပြီးမှ ကြိုင်ဆိုင်တိုးဝင်လာတဲ့ပုံစံမျိုးတွေကိုတော့မလုံမိဖို့လိုတာပေါ့အဲ့လိုမျိုးလုံနေမယ်ဆိုရင်ကျွန်တော်တို့အခုစူးစမ်းနေတဲ့အဲနဖက်လူအတိုင်းဝိုင်းအဖွဲ့စည်းကြားမှာဒီအမ်ဒီဟာမိုနီဖြစ်မယ်အဲစီစီလုံးလုံးနဲ့တည်ငြိမ်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်မယ်လုပ်ငန်းတွေကိုအဲ့ဒါပြောဆိုမှုတွေတောင်းဆိုမှုတွေကတော့အထောက်အကူပြုမယ်မဟုတ်ဘူးကျွန်တော်တို့ဘက်ကလည်းသဘောထားကြည်ပြီးမှအာတင်းမြတ်ရှစ်ခင်အောင်စီလုံးဖို့လိုတယ်လို့တစ်ဖက်ကလည်းယူတာပြီးမှအာတည်ငြိမ်တဲ့အနာဂတ်ကို ရှာဖွေဖို့ပူပေါင်းဆောင်ရွက်ဖို့တော့လိုတာပေါ့အဲဒါဟိုဒီထက်ပိုပြီးမှရှင်းပြဖို့လည်းလိုပါဦးမယ်အဲ